ရှမ်းနယ်ကင်းဒီအဆက်ဖက်ကုံအင်းအရှိဘချာဆောင်းနှန်းခဲရွာကိုစစ်ကောင်စီနဲ့ပအိုးပြည်သူစစ် PNO ကရွာလုံးကျွတ်မိရှုဖျက်ဆီးနေတဲ့ဗီဒီယိုဖိုင်ကို KNI နဲ့ရှမ်းအခြေဆိုင်အဖွဲ့အစည်းတွေကဒီကနေ့မနက်ပိုင်းကထုတ်ပြန်ထားပါတယ်။အဲ့ဒီဗီဒီယိုဖိုင်ထဲမှာတော့ဆောင်းနှန်းခဲတရွာလုံးနေပါမိဟုံဟုံတောက်လောင်နေပြီးတော့ လမ်းမပေါ်မှာဟိုတစုတီစုသွားလာနေတဲ့လက်နက်ကင်စစ်သားတွေကိုလည်းတွေ့ရပါတယ်။ဆောင်းနှန်းကဲရွာကန်တွေကတော့23ရက်နေ့ကလေးကရွာတွေကနေထွက်ပြေးတင်းရှောင်နေကြပါတယ်။ထောင်နဲ့ချီတဲ့အင်အားရှိတဲ့စစ်ကောင်စီနဲ့ PNO ပူးပေါင်းစစ်ကြောင်းဟာဖေကုံအင်းအရှိချမ်းကနေမြေတွေကိုပြန်လည်ပြီးတော့ထိုးစစ်ဆင်တိမ့်ပိုက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။အခုရွာလုံးကျွတ်မိရှုခံလိုက်ရတဲ့ဆောင်းနှန်းကဲရွာဟာ2022ခုနှစ်တုန်းကလည်းမိရှုခံထားခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့ဇွန်လ18ရက်ညကမကွေးတိုင်းဂံကောခရိုင်ထီလင်းမြို့မရဲစခန်းကနေနိုင်ငံရေးအကျဉ်းသားအချုပ်သား73ယောက်ထွက်ပြေးလွတ်မြောက်ခဲ့တာအတွက်ကြောင့်ရဲတပ်ကြက်ကြော်စမ်းထွေးနဲ့ရဲတပ်ကြက်မြင့်အောင်တို့နှစ်ယောက်ကိုစစ်ကောင်စီအကြီးအကဲဒုတိယဗိုလ်မှူးထိန်လင်းက တိတ်ဆုံးတဲ့အထိရိုက်နဲ့ညှဉ်းပန်းဆစ်ဆဲခဲ့တယ်လို့ရောလင်းနှံအဖွဲ့ရဲ့ Facebook စာမျက်နှာမှာဖော်ပြထားပါတယ်တိတ်ဆုံးသွားတဲ့ရဲဝန်ထမ်း၂ယောက်ပြင်မှာနောက်ထပ်ရဲတပ်သား၃ယောက်ကိုလည်းအချုပ်ထဲမှာထည့်ပြီးတော့ရိုက်နဲ့ညှဉ်းပန်းဆစ်ဆဲမေးမြန်းနေတယ်လို့ရောလင်းနှံအဖွဲ့ကဖော်ပြထားပါတယ်ဇွန်လ၁၈နှစ်နေ့ညထီလင်းမြို့မှာရဲစခန်းကနေပြီးတော့ထွက်ပြေးလွတ်မြောက်သွားတဲ့သူ၁၃ယောက်အနက်မှာအသက်50နှစ်အရွယ်အမျိုးသမီးတစ်ယောက်ကတော့ဘုံနှင်းမိပြီးတော့တိတ်ဆုံးသွားတယ်လို့ရောလင်းနှံအဖွဲ့ကဖော်ပြထားပါတယ် စစ်ကောင်စီရဲ့2025ခုနှစ်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို Peace Forum အမည်နဲ့နေပြည်တော်ကမင်္ဂလာသီရိဟိုတယ်မှာဒီနေ့ကျင်းပနေတယ်လို့ထုတ်ပြန်ထားပါတယ်။အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကိုအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ကဦးစီးပြီးတော့လုပ်တာဖြစ်ပါတယ်။အဲဒီပွဲကိုဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့ NSPNC ဥက္ကဋ္ဌဗိုလ်ချုပ်ရာပြည့်အပါအဝင်စစ်ကောင်စီအရာရှိကြီးတွေတက်ရောက်ကြပါတယ်။နိုင်ငံရေးပါတီတွေဘက်ကဆိုလို့ရှိရင် ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးအပါအဝင်စစ်ကောင်စီထံမှမှတ်ပုံတင်ထားတဲ့တခြားနိုင်ငံရေးပါတီတွေလည်းပါဝင်ကြပါတယ်စစ်ကောင်စီနဲ့နီးစပ်တဲ့မွန်ဝမိုင်းလာနဲ့တခြားလူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တချို့ကိုလည်းအခမ်းအနားမှာတွေ့ရပါတယ်ဒါအပြင်အဲ့ဒီ forum မှာပြည်ပနိုင်ငံ6နိုင်ငံက think tank လို့ခေါ်တဲ့ပညာရှင်တချို့လည်းပါဝင်ဆွေးနွေးမယ်လို့စစ်ကောင်စီလက်အခံမီဒီယာတွေကဖော်ပြထားပါတယ်အဲ့ဒီပွဲမှာအထူးကဆွေးနွေးမယ့်အကြောင်းအရာကတော့ရွေးကောက်ပွဲဖြစ်မြောက်ရေးလို့ဆိုပါတယ် NSPNC ကတော့ခေါင်းစဉ်၅ခုကို၃ရက်ကြာအပြည့်ထုတ်ဆွေးနွေးမယ်လို့အခုနှစ် မေလကုန်မိုင်းလောက်ခရဲကထုတ်ပြန်ကြေညာထားပါတယ်အခုနှစ် March လ24ရက်နေ့တုန်းကလည်း NSPNC ကဥဆောင်ပြီးတော့ရင်းချမ်းရေးစကားဝိုင်း Peace Talk 2025ဆိုတာကိုနေပြီးတော့မှလုပ်ခဲ့ပါသေးတယ် ဘယ်လာရုစ်နိုင်ငံမစ်စ်မြို့မှာပြုလုပ်မဲ့စတုထအကြိမ်ဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025ကိုတက်ရောက်ဖို့စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့အရာရှိတွေစီးပွားရေးလုပ်ငန်းရှင်တွေဒီကနေ့မနေ့ဆယ်နိုင်လောက်ကထွက်ခွာသွားပါတယ်။အဲ့ဒီဖိုရမ်ဟာဇွန်လ26ရက်နေ့နဲ့29ရက်နေ့တို့မှာပြုလုပ်မှာဖြစ်ပြီးတော့ဥရောပအာရှစီးပွားရေးသမဂ္ဂ EA EU ရဲ့အလက်ကျဥက္ကဋ္ဌဖြစ်တဲ့ဘယ်လာရုစ်နိုင်ငံသမရရဲ့ဖိတ်ကြားချက်အရသွားရောက်တာလို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ခီးစင်တွေမှာစစ်ကောင်စီ စစ်ခေါင်းဆောင်ဟာစတုထအကြိမ်ဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025ကိုတက်ရောက်တာ EAEU ရဲ့အလှည့်ကျဥက္ကဋ္ဌဘယ်လာရုစ်နိုင်ငံတပ်ပရနဲ့တရားတွေ့ဆုံဆွေးနွေးတာဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့နဲ့ဥက္ကဋ္ဌနဲ့တွေ့ဆုံဆွေးနွေးတာတွေကိုပြုလုပ်မယ်လို့ဆိုပါတယ်ဗိုလ်ချုပ်မင်းအောင်လှိုင်ဟာဘယ်လာရုစ်နိုင်ငံကိုမထွက်ခွာခင် ီကနေ့နေပြည်တော်မင်္ဂလာသီရိဟိုတယ်မှာစစ်ကောင်စီဦးစီးပြုလုပ်တဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ညချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ Peace Forum 2025အခမ်းအနားဖွင့်ပွဲကိုလည်းလက်ရောက်စကားပြောဆိုခဲ့ပါတယ်။တမ်းပြည်တမဟာနှစ်နယ်မြေကြောင်မဲမြို့အတွင်းကို စစ်ကောင်စီကဘုံကျဲတိုက်ခိုက်တဲ့အတွက်ကြောင့်ဒေသခံ၄ယောက်သေဆုံးပြီးတော့ကလေးငယ်၂ယောက်ပါဝင်၁၄ယောက်ဒဏ်ရာရသွားတယ်လို့ဆိုပါတယ် ဒါ့အပြင်နေအိ49လုံးနဲ့စာတင်ကျောင်း2ကျောင်းပျက်စီးသွားတယ်လို့လည်း TNL ကထုတ်ပြန်ထားပါတယ်။မြေကဇွန်လ24ရက်ညနေပိုင်းလောက်မှာကြောက်မဲမျိုးရက်ွက်3နဲ့ရက်ွက်9ကို Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ထိခိုက်ပျက်စီးမှုတွေရှိပြီးတော့နေအိပျက်စီးတာတွေလည်းရှိခဲ့ပါတယ်။ရက်ွက်3ကို Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်တဲ့အတွက်ကြောင့်ခလိငယ်နဲ့လူကြီးတချို့ဒဏ်ရာရခဲ့ကြပါတယ်။ဒါ့အပြင်နေအိ16လုံးနဲ့စာတင်ကျောင်းတစ်ကျောင်းလုံးဝထိခိုက်ပျက်စီးပြီးတော့နောက်ထပ်နေအိ4လုံးကိုလည်း ဘုံစအနှဲငယ်ထိမှန်ခဲ့တယ်လို့ဆိုပါရယ်ရက်ကွက်ခုနှစ်ဖက်ကိုလည်းလေးချောင်းကနေတိုက်ခတ်တဲ့အတွက်ကြောင့်အမျိုးသား၁ယောက်နဲ့အမျိုးသမီး၃ယောက်တိုက်ဆုံခဲ့ပြီးတော့နောက်ထပ်၉ယောက်ဒဏ်ရာရခဲ့ပါတယ်ဒါအပြင်နေအိမ်၇လုံးနဲ့တီလာရှင်စာတင်ကျောင်းတစ်ကျောင်းလုံးဝပျက်စီးခဲ့ပြီးတော့နောက်ထပ်နေအိမ်၂၂လုံးကိုတော့ဘုံစအနှဲငယ်ထိမှန်ခဲ့တယ်လို့ဆိုပါရယ်အဲဒါကြောင့်ပြည်သူလူထုအနေနဲ့စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့စည်ရဲတရီအမြဲတမ်းရှိဖို့လိုအပ်ပြီးတော့လေကြောင်းရံကာကွယ်ရေးဆိုင်ရာနီလန်းတွေကို လှုပ်ဆောင်ဖို့လိုတယ်လို့လည်း TNL အဖွဲ့ကထုတ်ပြန်ထားပါတယ်။မင်းလာမျိုးနယ်တွေကကြေးရွာတွေကိုစစ်ကောင်စီကအမိရှို့ဖျက်ဆီးပြီးပြည်သူ10ယောက်ကျော်ကိုရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ဇွန်လ22ရက်နေ့ကနေဇွန်လ25ရက်နေ့ဒီနေ့အထိမင်းလာမျိုးနယ်တွေကရွာတွေကိုအဆက်မပြတ်မိရှို့ဖျက်ဆီးနေတာလို့ဒေတာရင်းမီဒီယာတွေမှာဖော်ပြပါတယ်။ဒီနေ့ဇွန်လ25ရက်နေ့နေ့လယ်12:10မိနစ်လောက်မှာလဲဘကိုးတိုင်းအနောက်ပိုင်းတာဝရီခရိုင်မင်းလာမျိုးနယ်တွေကကြောင်းရွာအုပ်စု ကြွမကိုင်းကြေးရွာကိုစစ်ကောင်စီကမိရှုသွားတယ်လို့ဒေတာတွင်သတင်းမီဒီယာတခုကဖော်ပြထားပါတယ်။ဒါ့အပြင်မင်းလာမြို့နယ်ခွတ်မရွာကိုလည်းဒီကနေ့မနေ့9နာရီမိနစ်20မှာမိရှုသွားတယ်လို့ဆိုပါတယ်။မနေ့ကဇွန်လ24ရက်နေ့ညနေမှာလဲထောက်ကျအုပ်စုဗန်ပွေးပင်ရွာမှာရောက်နေတဲ့စစ်ကောင်စီစစ်ကြောင်းကခွတ်မအုပ်စုငလာဆန်းရွာကစစ်ချောင်းမို့လာတဲ့ကိုရဲမောင်နဲ့ညီမဖြစ်သူတို့ကိုရိုက်နှက်ဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။ညာဘက်မှာလဲစစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေအသုံးပြုပြီးတော့ငလာဆန်းရွာခက်မရွာဘက်နဲ့စမ်းမုတ်ရွာဘက်ကိုပစ်ခတ်ခဲ့ပါတယ်။ဒါအပြင်ဇွန်လ23ရက်နေ့တုန်းကလည်းစစ်ကောင်စီကမနက်ပိုင်းလောက်ကနေစပြီးတော့ငလာဆန်း၊ဂံကောပင်၊ဘိုးတထောင်၊စားချောင်းနဲ့စေအိုင်းချောင်းပေါက်ရွာစတဲ့ရွာတွေကိုမိရှုဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ငလာဆန်းရွာကိုတော့စစ်ကောင်စီတပ်ကမိရှုသွားတဲ့အပြင်မှာဒေသခံ၁၀ယောက်ကိုလည်းရိုက်နှက်ဖမ်းဆီးသွားခဲ့ပါတယ်။ဇွန်လ22ရက်မနက်ပိုင်းမှာတော့စစ်ကောင်စီက ဥတို့ကျွဲလမ်းစုရွာက နေပြီးတော့အဲ့ရနေအိမ်၃လုံးကိုမိရှုခဲ့ပြီးညနေပိုင်းမှာတော့ရွေးကုန်းရွာထိပ်မှရှိတဲ့တေယောကုန်းကျိုးတရနာကနေအိမ်နှလုံးကိုမိရှုခဲ့တယ်လို့သိရပါတယ်။စကိုင်းနိုင်ကမ်ဘလူခိုင်ကမ်ဘလူမြို့မှပြည်သူစစ်တင်နန်းစင်ပွဲကို မနေ့ကဇွန်လ24ရက်နေ့မှာကျင်းပခဲ့တယ်လို့ကမ်ဘလူပြူစော့တီရဲ့ Telegram Channel ဖြစ်တဲ့ကျွန်းလမီးရေရှင်မှာဖော်ပြထားပါတယ်။ ကျွလာမီအရှင်ဝါရအဖြတ်ချီရေး Telegram Channel ရဲ့ထုတ်ပြန်ထားတဲ့ရုပ်ပုံနဲ့ဗီဒီယိုတွေအရအဲ့ဒီစစ်တမ်းစင်ပွဲကိုလူအား80ဝန်းကျင်လောက်တက်ရောက်တာတွေ့ရပြီးတော့ကမ်ဘလူးပြည်သူစစ်ခေါင်းဆောင်ဥဝါတော်လည်းတက်ရောက်ပြီးတော့မိန်ကွန်းပြောခဲ့ပါတယ်။စကိုင်းတိုင်းမှာဥဝါတော်ပောက်ကိုတော့အဆရှိတဲ့မဘာသာဘုန်းကြီးတွေကပြူစောတီလက်နက်ကင်အဖွဲ့တွေကိုဦးစီးတီထောင်နေကြပါတယ်။ဥဝါတော်ရဲ့ကမ်ဘလူးပြူစောတီအဖွဲ့ဟာစစ်ကောင်စီရဲ့အဓိကလက်ကင်တုပ်အဖွဲ့စည်းကြီးတစ်ခုလည်းဖြစ်ပါတယ်။ အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့်အီရန်ရဲ့ယူရေနီယံတိုက်တွေပျက်စီးမသွားပဲနဲ့မြေအောက်ထဲမှာလက်ပတ်နေတဲ့နျူကလ িয়ার ဆက်ရုံတွေဟာတစ်လသုံးမဟုတ်နှစ်လလောက်ပဲနှောင့်နှေးသွားမှာဖြစ်တယ်လို့အမေရိကန်ထောက်လှမ်းရေးရဲ့ကနဝူအကဲဖြတ်ချက်အရသိရတဲ့အကြောင်း Reuters သတင်းဌာနကဒီကနေ့မှရေးသားဖော်ပြထားပါတယ်။အမေရိကန်ဟာအီရန်နိုင်ငံကဖော်ဒိုနတ်တန်စ်အစ်စဖာဟန်စတဲ့ နျူကလ িয়ার ဆက်ရုံတွေအပေါ်ကိုပြီးခဲ့တဲ့ဇွန်လ21ရက်နေ့မှာ B2 Spirit လေယာဉ်တွေနဲ့ပေါင်300အလေးချိန်ရှိတဲ့ဘန်ဂါဖြက်ဘုံးတွေကိုကြက်ချတိုက်ခိုက်ခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအဲ့ဒီတိုက်ခိုက်မှုကြောင့်အီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေကိုလုံးဝဖျက်ဆီးပစ်လိုက်နိုင်ပြီလို့ပြောဆိုခဲ့ပေမဲ့ထောက်လိုင်းရဲ့အဖွဲ့ရဲ့အကဲဖြတ်ချက်နဲ့တော့ကွဲလွဲမှုရှိနေတာကိုတွေ့ရပါတယ်။ အင်းအပြင်ငလျင်တန်ကြောင့်ပြိုကျခဲ့တဲ့မန္တလေးမြို့အောင်မြေတာဇံမြို့နယ်က Sky Villa ကွန်ဒိုအပြည့်စုံတွေအောက်ကနေပြီးတော့ရွှေတပိတ်တာဝန်းကျင်နဲ့မြန်မာကျပ်ငွေ285သိန်းတွေ့ခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ Sky Villa ကွန်ဒိုရဲ့အဆောင်ပြီးအခန်းအမှတ် L9 ကနေမနေ့ကဇွန်လ24ရက်နေ့မှာရှာဖွေတွေ့ရှိခဲ့တာပါ။ အခန်းပိုင်ရှင်တွေလို့ယူဆရတဲ့အလောင်း၃လောင်းကိုတော့ဇွန်လ23ရက်နဲ့24ရက်နေ့မှာရှာဖွေတည်ထုတ်ထားတယ်လို့ဆိုပါရယ်ဒီကနေ့ဇွန်လ25ရက်နေ့လယ်ပိုင်းအထိ Skyvela ကွန်တိုမှာအလောင်းရှာဖွေတည်ထုတ်ရေးတွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်နေဆဲဖြစ်ပါတယ်ပြီးကြတဲ့ရက်ပိုင်းအတွက်မှာပဲအလောင်း၅လောင်းထက်မနည်းရှာဖွေတည်ထုတ်ထားတယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ် ထိုင်းဆေးဘက်ဆိုင်ရာကြီးကြပ်မှုအောက်မှာမရှိတဲ့ဆေးကြောက်ဆိုင်တွေမှာဆေးကြောက်သုံးဆွဲတာရောင်းချတာအသုံးပြုတာတွေနဲ့ပတ်သက်တဲ့စီမင်းအစ်စ်ထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီစီမင်းအစ်စ်နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုထိုင်းကျန်းမာရေးဝန်ကြီးဌာနကနေလက်မှတ်ထိုးပြီးတော့အတည်ပြုထားပါတယ်။ထိုင်းကျန်းမာရေးဝန်ကြီးဌာနကရေးထိုးထုတ်ပြန်လိုက်တဲ့အဲ့ဒီအမိန့်စာမှာဆေးကြောက်ကိုကျန်းမာရေးအတွက်လိုအပ်မှသာသုံးခွင့်ပြုတော့မှာဖြစ်ပြီးတော့ ်ဆေးကြောက်ဝယ်ယူမယ်ဆိုလို့ရှိရင်ဆရာဝန်ထောက်ခံချက်လက်မှတ်လိုအပ်မှာဖြစ်ပါတယ်ဆေးကြောက်ရောင်းချတဲ့ဆိုင်နေအနေနဲ့လဲဆေးကြောက်ရဲ့အရင်းအမြစ်အသုံးပြုမှုနဲ့ပမာဏဆိုင်ရာအချက်လက်တွေကိုထိုင်းကျမ်းမာရေးဝန်ကြီးဌာနကိုတင်ပြပို့ရမှာဖြစ်ပါတယ်စီမင်းအသစ်ရဆေးကြောက်သုံးဆွဲတဲ့သူတွေအနေနဲ့ထိုင်းတရုတ်တိုင်းရင်းစိတ်ပညာနဲ့သွားဆရာဝန်တွေအပါအဝင်တက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေရဲ့ဆေးစာပါမှသာဆေးကြောက်ရောင်းချခွင့် ပြုတော့မှာဖြစ်ပါတယ်။ဒါအပြင်ဆေးကြောက်ရောင်းချတဲ့ site နေမှာထိုင်ပြီးတော့ဆေးကြောက်သုံးဆွဲတာကိုလည်းပိတ်ပင်လိုက်ပါတယ်။ဆေးကြောက်ရောင်းရမှာလူမှုကွန်ရက်အပါအဝင် online မှာဆေးကြောက်ထုတ်ကွန်ကြော်ညာအခွင့်ကိုလည်းဥပဒေအစ်မှာပိတ်ပင်တားမြစ်လိုက်ပါတယ်။ ဒေါအောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ကမ်ပိန်းမှာပါဝင်လှုပ်ရှားလို့အဖမ်းဆီးခံရသူအရေးတွေဟာဒီနေ့ဇွန်လ25ရက်နေ့ထိကာလအတွင်းမှာအ ਨੇ စုံ17ယောက်ရှိသွားပါပြီ။အမျိုးသားက4ယောက်အမျိုးသမီးက9ယောက်ဖြစ်ပါတယ်။နောက်ထပ်ဖမ်းဆီးဖို့ချင်းချောက်ထားတဲ့သူ31ယောက်ရှိသေးတယ်လို့ Data Insight Lab သုတေသနအဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒေါအောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ကမ်ပိန်းမှာပါဝင်လှုပ်ရှားတဲ့သူတွေကိုစစ်ကောင်စီ Telegram တွေကနေပြီးတော့ဖမ်းဆီးဖို့ချင်းချောက်တာတွေသတင်းစုဆောင်းပေးတာတွေလုပ်ခဲ့ပါတယ်။ မွေးနေ့ကမ်ပိန်းမှာပါဝင်လို့ဖန်ခံရသူဖန်ဆီးဖို့ချိန်ချခံရသူအများစုဟာရန်ကုန်နဲ့မန္တလေးမှာနေထိုင်နေသူတွေဖြစ်ပြီးတော့ပဲခူးတိုင်းကတတရအများဆုံးဖြစ်တာကိုတွေ့ရတယ်လို့ data insight left သုတေသနအဖွဲ့ကဆိုပါတယ်ဒါအပြင်စစ်ကောင်စီကတော်လှန်ရေးထောက်ခံတဲ့အမှုပညာရှင်73ယောက်ကိုလည်း နိုင်ငံသားအဖြစ်ကနေရက်ဆဲခဲ့တယ်လို့ဇွန်လ16ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေစစ်ကောင်စီဝါဒဖြန့်တောက်တိုင်တွေကနေပြီးတော့ဒေါင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ကမ်ပိန်းမှာပါဝင်လှုပ်ရှားသူတွေကိုမပါဝင်ကြဖို့နဲ့ထောက်ခံအားပေးရင်အကြမ်းဖက်ဥပဒေနဲ့ညှိစွန်းတဲ့အတွက်အေးအေးယူခံရနိုင်ကြောင်းဆိုတာတွေအပါအဝင်ချင်းချောက်မှုအမျိုးမျိုးကိုပြုလုပ်နေတာတွေ့ရပါတယ်မွေးနေ့အထိမ်းအမှတ်လောက်တာဟာအကြမ်းဖက်ဥပဒေနဲ့ဘလို့ညှိစွန်းတယ်လဲဆိုတာကိုတော့ရှင်းရှင်းလင်းလင်းဖော်ပြမထားပါဘူး ဇုံမီအမျိုးသားပါတီနဲ့ပို့အမျိုးသားညီညွတ်ရေးပါတီတို့ရဲ့နိုင်ငံရေးပါတီတီထောင်ခွင့်ရှောက်ထားချက်တွေကိုခွင့်ပြုလိုက်တယ်လို့စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနကဒီနေ့ဇွန်လ25ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်လက်ရှိမှာပါတီတီထောင်ခွင့်ရှောက်ထားတဲ့အဖွဲ့28ဖွဲ့ရှိပါတယ်ဇုံမီအမျိုးသားပါတီနဲ့ပို့အမျိုးသားပါတီအပေါင်းဝင်ဒီနေ့ထိနိုင်ငံရေးပါတီ16ပါတီကိုတီထောင်ခွင့်ပြုထားပြီးဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်နောက်ဆုံးရသတင်းတွေကို TL Media ကတင်ပြပေးနေတာပါ။